မိုင်းယန်ခရိုင်မိုင်းယန်မြို့နယ်၌2025ခုနှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ဆန္ဒမဲပေးပန်ခွင့်ရှိသူမဲဆန္ဒရှင်စင်းများမှန်ကန်မှုရှိစေရေးကွင်းစင်းဆောင်ရွက်တဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရန်ပင်နယ်ရှိပိုင်းမိုင်းယန်ခရိုင်မိုင်းယန်မြို့နယ်တွင်2025ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ဆန္ဒမဲပေးပန်ခွင့်ရှိသူမဲဆန္ဒရှင်စင်းများမှန်ကန်မှုရှိစေရန်အတွက် မြို့ပေါ်စက်တရက်ကွယ်နှင့်ကြေးရွာများတွင်တာဝန်ရှိသူများမှမြေပြင်ကွင်းစင်းစီစစ်ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်ထို့သို့မြေပြင်ကွင်းစင်းဆောင်ရွက်ရာတွင်ရက်ကွက်ကြေးရွာရက်ကြေးစီရေးများမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ကွယ်အဖွဲ့ဝင်များတက်ဆိုင်ရာရက်ကွက်ကြေးရွာအုပ်ချုပ်ရေးမှူးများနှင့်တာဝန်ရှိသူများတို့ကမြို့ပေါ်ရက်ကွက်များနှင့်ကျေးရွာအုပ်စုများလိုက်ဆန္ဒမဲပေးနိုင်ပြီးမဲဆန္ဒရှင်စင်းများမံကံမှုရှိစေရေးစီစစ်ဆောင်ရွက်ခြင်းများကို တိန်တက်စင်ကွင်းစင်းဆောင်ရွက်လေရှိကြောင်းသိရှိရပါတယ်။မိုင်းယန်းခရိုင်မိုင်းယန်းမြို့နယ်တွင်2025ခုနှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ရက်ွက်17ရက်ွက်နှင့်ကျေးရွာအုပ်စုနှအုပ်စုရှိအုပ်ချုပ်ရေးမှူးရုံးများတွင်မဲဆင်းများကတ်ထားကြေညာပေးခြင်းမဲဆန္ဒရှင်စင်းများမှန်ကန်မှုရှိစေရေးစီစစ်ဆောင်ရွက်ခြင်းနှင့် အသိပညာပေးလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်းမြို့နယ်ရွေးကောက်ပွဲကော်မရှင်ဖွဲ့ကွဲရုံးမှသိရှိရပါသည်ခမညာ